ဟီပြုစရာပါရာရှီတမောပါရာရှီတမောကိုမြန်မာနိုင်ငံမှာဆရာဝန်တွေညွှန်ကြားချက်မရှိဘဲနဲ့ဝင်းရဆိုင်မှာလွတ်လပ်ကူကူဝယ်ယူပြီးတော့ပဲကြည့်တော့စားသလိုစားတောင်းနေကြပါတယ်။တကယ်တော့ပါရာရှီတမောဟာဆိုရင်အစိတ်တက်တက်တဲ့စီဝါပါပဲ။တချို့ပါရာရှီတမောကိုကော်ဖီနဲ့အတူတူတောက်တတ်ကြပါတယ်။အဲ့ဒါကတော့တကယ်ပြဿနာမှာပဲ။ပါရာရှီတမောကိုကော်ဖီနဲ့တွဲတောက်တယ်ဆိုရင်အသေးကိုပြည့်စုံစေပါတယ်။ ော်ဖီမှာပါတဲ့ကဖိန်းတစ်ကြောင်းလို့သိတဲ့ပညာရှင်တွေကဆိုပါတယ်။မကြာခဏတောက်ဖြစ်နေတဲ့ဆိုရင်တော့သိတဲ့အထိဖြစ်နိုင်တယ်လို့ဆိုပါတယ်။မကြာသေးခင်ကလည်းပါရာစီတမောကိုကိုကာကိုလာအချိုရင်နဲ့တွဲတောက်မိလို့သိဆုံးသွားတဲ့လူတွေရှိပါတယ်။ပါရာစီတမောကိုအလွန်ကျဉ်တောက်မိတဲ့ဆိုရင်အသေးပစ္စည်းနိုင်ပြီးတော့ပြည်ပြည်နိုင်တယ်ဆိုတာကို အရင်ကတည်းကကြိုသိထားပြီးသားဖြစ်ပါတယ်။ပါရာစီတမောဆိုတာတကယ်တော့ကဘာကျော်အနာကျင်ပြောက်စေပါ။ ဒါပေမဲ့သူ့ကို အသေးမှ အစာချေဖြတ်ရည်တွေကသူ့ဖြတ်လိုက်တဲ့အခါမှာတည်စီတဲ့အဆိပ်အင်ဇိုင်းကိုထွက်ပေါ်လာစေပါတယ်။အဲ့ဒီအစိပ်ပမာဏဟာကဖိန်းနဲ့တွဲဆုံတဲ့အခါမှာအဲ့ဒီအစိပ်အင်အားကိုသုံးစာမြင့်တက်သွားစေပါတယ်။အဲ့ဒီလိုပဲအရက်အယ်ကိုဟောနဲ့တွဲတောက်မိရင်လည်းအသေးကိုသိစေတဲ့အထိပျက်စီးနိုင်ပါတယ်။ဒီလိုဆိုလိုက်လို့ကော်ဖီတောက်တာကိုရက်ဖို့လိုသလိုဒီလိုဆိုလိုက်လို့ကော်ဖီတောက်တာကိုရက်ဖို့မလိုအပ်သလိုပါရာစီတမောတောက်တာကိုလည်းမဆွံ့လို့ရပါဘူး။ ဒါပေမဲ့ကော်ဖီနဲ့ပါရာစီတမောအတူတူတွဲမတောက်မိစေဖို့တော့လိုအပ်ပါတယ်။ပါရာစီတမောဟာအန္တရာယ်ရှိနေပေမဲ့တအိမ်ကင်းစားအန္တရာယ်ကိုရော့ပါစေတာကိုတွေးရှိထားရပါတယ်။သူ့ဖြစ်တွေတွေးရှိချက်အရာပါရာစီတမောအဆက်မပြတ်တောက်သုံးနေတဲ့အမျိုးသမီးတွေမှာတအိမ်ကင်းစားဖြစ်ဖို့30ရာခိုင်နှုန်းနည်းပါတာကိုတွေ့ရပါတယ်။ဘာပဲပြောပြောပါရာစီတမောကိုတာရှည်သုံးဆွဲရင် တောက်ကနဲ့အသေးပြည့်စုံချက်ပြီးတော့တွေးတူချင်းလေးဖြတ်ချင်းတွေဖြစ်တတ်တယ်ဆိုတာကိုတော့သတိထားဖို့လိုအပ်ပါတယ်။ထို့တူကော်ဖီများများတောက်သူနဲ့ကော်ဖီပြင်းပြင်းတောက်သူတွေအနေနဲ့လည်းပြည့်တနာဆောင်ရရှိနိုင်တယ်ဆိုတာသိထားကြဖို့နှိုးဆော်လိုက်ရပါတယ်။